ရီယယ်မှာဘုံပြောင်းနေတဲ့ရော်ဒီကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အာဒီတာနဲ့အန်ဒရီယာဘာတာပရိသတ်များအားလုံးမင်္ဂလာပါများအာဆနယ်လီဂျန်ဟပ်ကနေတင်ဆက်နေပါတယ်အာဆနယ်နီးပါးမီကေအာဒီတာနဲ့အာဂဇာဒရိုက်တာအန်ဒရီယာဘာတာတို့ကရီယယ်မက်ဒရစ်ကနေထွက်ခွာခြင်းနေတဲ့ရော်ဒီကိုခေါ်ယူဖို့စီစဉ်နေတယ်လို့တင်းတော့ကဖော်ပြခဲ့ပါတယ်ရော်ဒီကိုဟာဒီနေရာဒီမှာဘာနေဗျူကနေထွက်ခွာဖို့အတင်းနေခိုင်းမှာထွက်ပေါ်ခဲ့သူဖြစ်ပြီးတော့အာဆနယ်ကဘရာဇီးကျယ်ပွင့်ကိုခေါ်ယူဖို့တဲ့စိတ်ဝင်စားနေတဲ့အတင်းတွေကတင်းဖြစ်လာခဲ့တာပါ ာစနယ်တင်းဟာနီပြမီကေအာရီဒါလက်ထက်မှာပြန်လည်တည်ဆောက်ရေးခရီးကိုအစင်းစင်းရှောက်လန်းနေတာဖြစ်ပါတယ်။သူရဲ့လက်ရှိချင်းတွေကိုလုံမြင်နိုင်ပါတယ်။ပြီးကြတဲ့နှစ်တွေကအာရီဒါရဲ့အသင်းဟာပရီးမီးယားလိမှာစီးတီးကိုတိုးတူတိုးနောက်ဆုံးပွဲစဉ်38ထိဖိအားပေးနိုင်ခဲ့တယ်လို့လီဗာပူးကလည်းအတိုင်းအတာတစ်ခုထိဖိအားပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရာသီသိမ်းချိန်မှာတော့ဆူပလာနဲ့လွဲချော်ခဲ့ရတဲ့ကြီးဖြစ်ခဲ့တာပါ။လက်ရှိခြေစွမ်းအရလည်းအာစနယ်ကဖလားကိုချင်းချောင်းနိုင်ရုံမကရယူနိုင်စွမ်းမှာအပြည့်ရှိတဲ့အသင်းဖြစ်နေပါပြီ။ အဲဒါကြောင့်ပြည်သက်တွေအနေနဲ့ဖလားကိုလိုချင်လာကြပါပြီ။အတင်းဟာဗနရေးဆိုင်ရာစီးမင်းတွေကြောင့် declarize လို့တန်ကြေးမြင့်ကစားမမျိုးကိုတရားစီမှာတယောက်လောက်ပဲခေါ်လို့ရတဲ့အနေအထားဖြစ်နေပါလေ။အဲဒါကြောင့်အတင်းရဲ့လိုအပ်ချက်တွေနဲ့ကကြည်မဲ့ကစားမမျိုးကိုရွေးချယ်ရမှာအလွန်တရာသတိထားရပါလေ။ဒီနေရာဒီမှာအာရီတာကသူစိတ်ကြိုက်ကစားမတွေကိုထပ်ပြီးခေါ်ယူထားခဲ့ပြီးမြေအများစုကဒဏ်ရာပဒနာတွေနဲ့ရုန်းကန်နေရပါလေ။ Harbus, Maruaki, Orica စတဲ့ဒီကကစားမတွေဒဏ်ရာရပြီးတော့ပွဲများပြားလွဲချော်ခဲ့ရပါလေ။ဒါကအတင်းရဲ့လူရင်အားပေါ်မှာတယောက်မှုရှိပါလေ။ ရီကိုဟာအသက်24နှစ်ရှိပြီဖြစ်တဲ့ဘရာဇီးတောင်ပံကစားမတူဖြစ်ပါရီသူကရီယယ်မတ်ရဲ့တင်းမှာကစားနေပြီမဲ့လက်ရှိရာသီမှာတော့နီးပြဇာဘီလွန်ဆိုရဲ့လက်အောက်မှာပွဲကစားခြင်းတော်လေးနည်းပါးနေပါရီသူဟာလာလီဂါမှာပွဲနဲ့ပွဲသာပွဲထွက်ကစားခွင့်ရရှိထားခဲ့ပြီးတော့ချန်ပီယံလိမှာလည်းတပွဲသာကစားခွင့်ရထားခဲ့တာကြောင့်စိတ်ပျက်နေပါရီ ရီကိုဟာညာရမန်တိုက်စစ်ကစားမတူဖြစ်ပြီးတော့မြန်ဆန်တဲ့အချိန်နဲ့ဘောလုံးကိုတိုက်ရိုက်တဲ့ဆောင်းနိုင်စွမ်းနဲ့ကြောက်လူတီများပါတယ်။အခုဆက်လက်ပြီးတော့အာဆင်နယ်အနေနဲ့ရိုဒီကိုကိုခေါ်ယူဖို့ကြိုးစားရခြင်းရဲ့အကြောင်းရင်းအနေနဲ့ရည်စမ်းရမယ့်စိန်ခေါ်မှုတွေကိုဆက်လက်ဆွေးနွေးခြင်းပါတယ်။ရိုဒီကိုရဲ့မြန်ဆန်ပြီးတော့တိုက်ရိုက်ထိုးဖောက်နိုင်တဲ့ကစားဟန်ကအာရီတာရဲ့တိုက်စစ်ဗျူဟာနဲ့ကပ်ညီမှုရှိနိုင်ပါတယ်။ရီယယ်မက်ဒရစ်ကရိုဒီကိုအတွက်ယူရို85တန်သတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါကအာဆင်နယ်အတွက်မဝယ်နိုင်တဲ့ဈေးနှုန်းတစ်ခုတော့မဟုတ်ပါဘူး။လေဘာအိုတင်းကလည်းရိုဒီကိုကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ ဒါကကစားမရဲ့ဈေးကိုပုံမမြင့်တက်စေနိုင်ပါ रे ။အာစနယ်နီးပြဖြစ်တဲ့မီကေအာရီဒါဟာအသင်းကိုဖြစ်ပြချင်းတိစောက်ရတယ်ဆိုတဲ့ညမာကိုလက်ကင်ထားသူဖြစ်ပါ रे ။သူဟာအသင်းကို face by face နဲ့ရှေ့ဆက်နေသူဖြစ်ပြီးတော့အခုဆိုရင်တော့ face 4 to 5ကိုရောက်ရှိနေပြီလို့ဆိုပါ रे ။ဒီစင်းကချန်ပီယံလိမှာအမြင့်ဆုံးရောက်အောင်ကစားနိုင်ဖို့နဲ့ supply နဲ့အနည်းဆုံးရောက်အောင်ကြိုးစားရမယ့်အစီအမံပါ रे ။ဒီကနေ့ရှေ့ကိုခရီးဆက်ရင်တော့အာစနယ်ပရိသတ်တွေလိုချင်နေကြတဲ့ကာလာရှီမျောလင်းတောက်တနေကြတဲ့ supply တွေကိုရယူနိုင်တော့မယ်လို့မြင်မိပါ रे ။ ာဒီတာကအာစနယ်ကိုကာလာရှီခိုင်မာတဲ့အတင်းဖြစ်အောင်တီးဆောက်နေတာပါ။တရားဒီကောင်းတရားဒီဘာမှမဟုတ်တဲ့ဆူပလာတလုံးရဆိုပြီးတော့ပြားရည်နဲ့ဝမ်းချနေတဲ့ဟိုဘက်ရက်ကွက်ကလူတွေလိုမျိုးလုံးဝမလုပ်ပါဘူး။အဲဒါကြောင့်မယ့်အာစနယ်ပရိသတ်တွေအနေနဲ့စိတ်ရှည်ရှည်ထားဖို့လိုပါတယ်။အကျိုးဆိုရရင်တော့အာစနယ်နီးပြမီကေအာဒီတာနဲ့အာဂဇတ်ဒရိုက်တာအန်ဒရီယာဘာတာတို့ကရီယယ်မတ်ကနေထွက်ခွာခြင်းနေတဲ့ရိုရီဂိုကိုခေါ်ယူဖို့ရှိရှင်နေတဲ့ဆိုတဲ့သတင်းဟာအာစနယ်ရဲ့အနာဂတ်မဟာဗျူဟာအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီပြောင်းရွှေ့ဟာဗန်နိုင်းဆိုင်ရာစိန်ခေါ်မှုတွေပြိုင်ဆိုင်မှုတွေနဲ့ အာဂဇာသမားရဲ့လိုက်ဖက်မှုရှိမရှိစရာရေပေါ်မှာမူတည်နေပါ रे အာရီတာရဲ့ခေါင်းဆောင်မှုနဲ့မဟာဗျူဟာတွေကအာစနယ်ကိုစူပလာတွေပုံမှန်ရနိုင်မယ်အတင်းအသင်းဖြစ်အောင်လို့တိစောက်နိုင်မှာလားဆိုတာကိုတော့စောင့်ကြည့်ရမှာပါလေမျိုးကြီးမားတဲ့စီမံဆုံးဖြတ်ချက်တွေဟာအတင်းရဲ့အနာဂတ်အတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေလို့ပါပဲ။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာ။ရိုရီကိုကိုခေါ်ယူဖို့တင့်ရလား။ရိုရီကိုကအာစနယ်နဲ့တင့်လျော်မှုရှိတဲ့ကစားမဟုတ်နိုင်ပါမလား။မိမိတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်ကနေပြောပြပေးသွားခဲ့လို့ရပါတယ်ခင်ဗျာ။ ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ညာ